မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့လေ့လာကြည့်မှာတော့ protein ဆိုတာပါလေ proteins တွေမှာတွေ့ရတဲ့ chemical bonds တွေနဲ့ proteins တွေရဲ့ဖွဲ့စည်းပုံ structure တွေပဲဖြစ်ပါ proteins တွေဆိုတာကတော့မြောက်များစွာသော amino acid တွေဟာ တစ်ခုနဲ့တစ်ခု peptide bond တွေနဲ့ချိတ်ဆက်ပြီးဖွဲ့စည်းဖြစ်ပေါ်လာတဲ့ macromolecules ကြီးတွေဖြစ်ပါတယ်။ amino acids တွေကတော့ proteins ဖွဲ့စည်းမှုမှာ အခြေခံကျတဲ့ unit အစိတ်ပိုင်းလေးတွေဖြစ်ပြီးတော့ amino acids unit တစ်ခုချင်းစီရဲ့ဖွဲ့စည်းမှုမှာတော့ carbon, hydrogen, oxygen နဲ့ nitrogen atoms တို့ပေါင်းစပ်ပါဝင်နေပါတယ်။အဲ့ဒီလိုဖွဲ့စည်းတဲ့နေရာမှာ chemical formula အားဖြင့် NH2 လို့ခေါ်တဲ့ amine group နဲ့ COOH လို့ခေါ်တဲ့ carbon cell group တွေဟာ N terminal နဲ့ C terminal တွေအဖြစ် amino acid molecule တစ်ခုရဲ့အစွန်းတစ်ဖက်တစ်ချက်စီမှာရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကလည်းပဲ N terminal amine group နဲ့ C terminal carbon cell group တွေပါဝင်တဲ့နောက်ထပ် amino acid တစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီလို amino acid တစ်ခုမှရှိတဲ့ amine group နဲ့အခြားသော amino acid တစ်ခုမှရှိတဲ့ carboxyl group တို့ကြားမှာ covalent bonding ဖြစ်တဲ့ peptide bond ဖြစ်ပေါ်ပြီး water molecule ကိုဖယ်ထုတ်က proteins တွေကိုဖွဲ့စည်းခြင်းဖြစ်ပါတယ်။တဘာဝအလျောက်ဖြစ်ပေါ်တဲ့ amino acid အမျိုးအစားကွဲပေါင်း20ရှိပြီးတော့ amino acid ရဲ့အခြေခံ molecule unit ဖွဲ့စည်းပုံမှာပါတဲ့ R group တွေပေါ်မူတည်ပြီးအမျိုးအစားကွဲပြားသွားကြတာဖြစ်ပါတယ်။ R group alike ဖွဲ့စည်းဖြစ်ပေါ်နေတဲ့ amino acid အမျိုး20ကိုအုပ်စုခွဲကြည့်တဲ့အခါမှာတော့ hydrophobic လို့ခေါ်တဲ့ရေနဲ့ပေါင်းစည်းရောနှောခြင်းမရှိနိုင်တဲ့ nonpolar amino acid တွေဥပမာ valine polar negative charge positive charge တွေဖြစ်ကြတဲ့ hydrophilic ရေနဲ့ရောနှောနိုင်ကြတဲ့ amino acid တွေဥပမာ polar molecule ဖြစ်တဲ့ serine negative charge are group ပါဝင်တဲ့ expected exit positive charge ဖြစ်တဲ့ like sins တို့ဖြစ်ကြပြီးတော့နောက်ထပ် r group တစ်ခုကတော့ sulfur ပါဝင်ဖွဲ့စည်းနေတဲ့ polar molecule ဖြစ်တဲ့ cysteine လို့ပဲဖြစ်ကြပါထိုကဲ့သို့အမျိုးအစားကွဲပြားတဲ့ amino acid molecules လေးတွေနှလုံး peptide bond နဲ့ပေါင်းစည်းရင် dipeptide chain ၃လုံးဆိုရင်တော့ tripeptide chain amino acid 20ကနေ30လောက်အထိပေါင်းလာရင်တော့ oligopeptide chain မြောက်များစွာပေါင်းစည်းရင်တော့ polypeptide chain လို့အသီးသီးခေါ်ဆိုပြီးတော့ proteins ရဲ့ပထမအဆင့်ဖွဲ့စည်းပုံ primary structure ဖြစ်ပေါ်လာပါတယ်ဆက်လက်ပြီးဒုတိယအဆင့် secondary structure တတိယအဆင့် tertiary structure နဲ့သတုဒ္ဓအဆင့် quaternary structure ဆိုပြီး proteins ရဲ့ဖွဲ့စည်းပုံအဆင့်တွေကိုလေ့လာကြည့်ရအောင်ပါ proteins တွေရဲ့ primary structure မှာတော့ amino acid တွေဟာတစ်ခုနဲ့တစ်ခု peptide bond အဖြစ် polypeptide chain ဖြစ်ပေါ်နေတဲ့ရိုးရှင်းသောအလျားလိုက်စတန် linear sequence အဖြစ်တွေ့မြင်ရပါတယ်။ amino acid တစ်ခုချင်းစီမှာတော့ side chain တွေဖြစ်တဲ့ R group တွေရဲ့ဖွဲ့စည်းပုံကိုလိုက်ပြီး amino acid တွေဟာအမျိုးအစားကွဲပြားသွားကြတာဖြစ်ပါတယ်။တပံ primary structure ဖြစ်တဲ့ polypeptide chain အတွင်းရှိအဓိကစတန်တွေဖြစ်တဲ့ အမီနို acid backbone တွေမှာရှိတဲ့ hydrogen bond တွေရဲ့ဆွဲငင်မှုကြောင့် primary structure ဟာတွန့်ခေါက်ပြီးဒုတိယအဆင့်ဖွဲ့စည်းပုံ secondary structure ဖြစ်တဲ့ခရုဘတ်ပုံတံခွေနေသော alpha helix နဲ့နောက်ထပ်ဒုတိယအဆင့်ဖွဲ့စည်းပုံ secondary structure ဖြစ်တဲ့ဘာဂျာကောက်ပုံတံ beta plate တွေဖြစ်ပေါ်လာပါတယ်။ဒါကြောင့် alpha helix နဲ့ beta plate တွေဟာဆိုရင် proteins တွေရဲ့ secondary structure တွေ အဖြစ်တွေ့ရတဲ့ပုံသဏ္ဍာန်နှမျိုးပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ကတော့ collagen protein structure ဟာဆိုရင် primary နဲ့ secondary structure တွေပဲဖြစ်ပါတယ်။ primary structure တွေကနေတဆင့်ဖြစ်ပေါ်လာတဲ့သုံးဖက်မြင်ပုံစံ polypeptide structure တွေကတော့ tertiary structure လို့ခေါ်ပါတယ်။ tertiary structure တွေကတော့ amino acids အဓိကဆက်တန် backbone တွေမှာရှိတဲ့ r group တွေရဲ့အချင်းချင်းတုံ့ပြန်မှုတွေကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ tertiary structure တွေဖြစ်ပေါ်ရတဲ့အဓိကအကြောင်းရင်းကတော့ chemical bonding လေးမျိုးဖြစ်တဲ့ hydrogen bond, ionic bond, disulfide bond နဲ့ hydrophobic interaction တွေကြောင့်ဖြစ်ပါတယ်။ tertiary bond ဘာကြောင့်ကွေးကောက်နေရတယ်လဲဆက်လက်လေ့လာကြည့်အောင်ပါ။ amino acid chains တွေရဲ့ backbone နဲ့ R group တွေမှာရှိကြတဲ့ hydroxyl တွေရဲ့ slight positive charge နဲ့ slight negative charge တွေကြောင့် hydrogen bonding တွေဖြစ်ပေါ်လာခြင်း ်ထို့အတူပဲ ionic molecule တွေအချင်းချင်းတုံ့ပြန်ဆွဲငင်ခြင်းကြောင့် ionic bonding ဖြစ်ပေါ်ခြင်း sulfa ပါဝင်တဲ့ r group တွေမှာ disulfide bonding တွေဖြစ်ပေါ်ခြင်း non polar molecules တွေကတော့ hydrophobic တွေဖြစ်ကြတဲ့အတွက် hydrophobic interaction အသီးသီးဖြစ်ပေါ်က secondary structure bond တွေကိုကောက်ပြီးသုံးဘက်မြင်ပုံစံ tertiary structure ဖြစ်ပေါ်လာတာဖြစ်ပါတယ် အဲ့ဒီလိုဖြစ်ပေါ်ကြတဲ့နေရာမှာနန်းဖိုလာအမီနိုအက်ဆစ်တွေကတော့၎င်းတို့ရဲ့သဘာဝအရရေနဲ့ပေါင်းစည်းနိုင်စွမ်းမရှိတဲ့အတွက်ကြောင့်သီးသန့်အစုအဝေးအဖြစ် proteins တွေရဲ့အလယ်မှာရှိနေတတ်ပါတယ်။ဒါကိုပဲ hydrophobic interaction လို့ခေါ်ဆိုတာဖြစ်ပါ။ဥပမာအနေနဲ့ကတော့ antibody proteins တွေရဲ့ဖွဲ့စည်းတိဆောက်ပုံဟာဆိုရင် tertiary structure ပဲဖြစ်ပါ quaternary structure ကတော့လုံးဝနဲ့ globular proteins တွေဖြစ်ပြီး ပိုလီပက်ပတိုက် chain ဆိုရင်နှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုပြီးပါဝင်နေတာဖြစ်ပါ quaternary structure မှာဆိုရင်လည်း tertiary structure လိုပဲ bonding လေးခုစလုံးပါရှိနေတာဖြစ်ပြီးတော့ပိုမိုရှုပ်ထွေးတဲ့ဖွဲ့စည်းတိဆောက်ပုံရှိပါတယ်ဥပမာအနေနဲ့ကတော့ hemoglobin proteins ပဲဖြစ်ပါဒါကြောင့်အနှိမ့်ချုပ်ရရင်တော့ proteins တွေမှာ primary structure secondary structure tertiary structure နဲ့ quaternary structure တွေဆိုပြီးတော့ဖွဲ့စည်းတိဆောက်ပုံအဆင့်၄မျိုးပါရှိပါတယ် proteins တွေဟာဆိုရင်၎င်းတို့အတွက်တင့်လျော်တဲ့အပူချိန်ထက်အပူပေးခံရတဲ့အခါမှာ proteins molecule ရဲ့ cross linkage တွေပြက်ပြီး proteins ဟာပုံစံပြတ်သွားပါတယ်။၎င်းတို့ proteins တဘာဝပြောင်းခြင်းတဘာဝပြက်စီးခြင်းလို့ခေါ်ဆိုပြီးပုံစံပြတ်သွားတဲ့ proteins တွေဟာအအေးခံလိုက်ရင်တော့မှမူလအခြေအနေကိုပြန်လည်ရရှိနိုင်တော့မှာမဟုတ်ပါဘူး။ ဥပမာပြောရရင်တော့ကြက်ဥဘဲဥအကာတွေဟာဆိုရင် protein ဖြစ်ပြီး၎င်းကိုကြော်ခြင်းပြုတ်ခြင်းပြုတ်လောက်လိုက်တဲ့အခါမှာအရေးကြီးကြီးဥအကာတွေခဲသွားခြင်းဟာဥတွေရဲ့အကာမှာရှိတဲ့ albumin သဘာဝပြောင်းလဲသွားခြင်းကြောင့်ဖြစ်ပါတ